Hello, welcome back. နေကောင်းကြမှာကြပါစေလို့အစတာမနှုတ်ခွန်းဆက်သလိုက်ပါရယ်။ဒီနေ့ဟာနေ့တနေ့ရဲ့မနေ့ခင်းပေါ့။ကောင်းကင်ကြီးကအပြောင်အလဲဖြစ်တယ်။တိမ်ဖြူနည်းနည်းရှိရယ်။အဲ့တော့ကော်ဖီအကြောင်းကိုပြောလိုက်ကြရအောင်။ကော်ဖီနဲ့ပတ်သက်ပြီးဘယ်ချိန်မှစပြီးပျော်ရွှင်မှုကိုခံစားရလဲဆိုတော့ငါကော်ဖီတော့မယ်လို့စပြီးတွေ့လိုက်တဲ့အချိန်မှပဲပျော်ရွှင်မှုကစတင်ပါရယ်။ကော်ဖီကိုထဖြောမယ်။ ဘေးပဲဝင်ခြင်းကိုကြည့်ပြီးစီအေးလက်အေးတစိစိထိုင်တော့မယ်။ကော်ဖီရဲ့ရေနံ့ကလေထဲမှာပြန့်လွင်ပြီးအခြားသောသူတွေလည်းကော်ဖီတောက်ချင်စိဖြစ်လာတယ်။နေတာတော့ကော်ဖီတောက်တယ်။ဟောမိုးရွာရင်လည်းကော်ဖီကိုတောက်မှာပဲ။ကော်ဖီဟာဒုတွေတွေကိုအထီးမကျန်စေတဲ့တမဲ့ဖြစ်တယ်။ဒါကြောင့်စိတ်တွေပင်ပန်းပြီးမရှင်မလန်းဖြစ်နေတဲ့အချိန်မှာခဏလောက်တော့နားပါဦး။ပြီးရောကော်ဖီလေးတောက်ရင်ငြိမ်ငြိမ်သက်သက်နဲ့ ုံနောက်တဲ့ခန္ဓာကိုယ်ကိုအနာပြလိုက်ပါအောင်နော်ကော်ဖီကိုတောက်ပြီးစိတ်ကျဉ်နေလာတယ်တကြွရှင်လန်းလာတယ်စမ်းတက်တဲ့စိတ်ကူးတွေထွက်လာတယ်သင်ကကော်ဖီကိုနေ့တိုင်းတောက်တတ်တဲ့သူလားတစ်ခါတည်းမှတောက်တတ်တဲ့သူလားပြီးရောကော်ဖီကိုဘယ်ချိန်မှတောက်တတ်လဲဆိုတာကွန်မန့်မှာရေးပေးခဲ့ပါအောင်ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျဉ်နေသွားတယ်ဆိုရင် SWZO Facebook page ကို like and follow လို့ထားလို့ရပါတယ် SWZO YouTube channel ကိုလည်း subscribe လုပ်ထားလို့ရပါတယ် ဒီဗီဒီယိုလေးကိုအပြည့်အထည်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပြန်တွေ့ကြရအောင်